ကလုံးကဘလောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတစ်အသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်အိုးစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိတယ်ဆရာပဲရှိတယ်ဗျာတမန်တော်ဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရီဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ဗျာစကလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရီဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ဗျာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိဆရာပဲရှိနော်တမန်တော်ရဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူးဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တယ် ဒီလိုမှဘလောက်လဲနားလေလဲမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်အိုးစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိဆရာပဲရှိဗျာတမန်တော်ဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်ဗျာစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်ဗျာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိဓမ္မဆရာပဲရှိဆရာပဲရှိလားတမန်တော်ရဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူးဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသိဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ဗျာ ကဲအားလုံးမင်္ဂလာပါတော့နှုတ်ဆက်ပါဘူးဒါပေမဲ့ဒီမှာလူတယောက်က Facebook ပေါ်ကနေပြီးတော့ကျွန်တော်စာကိုဖတ်ပြီးတော့ပေါ့လေဟိုပတ်စီပတ်စီလောက်နေရတာနော်ကဲကျွန်တော်ရေးထားတဲ့စာကိုသူရေးသူပြောကမှပဲကျွန်တော်တတိထားမိတာပေါ့လေတမန်တော်လို့မြတ်ငါရေးမိသလားပေါ့နော်ပြန်ပြီးတော့စစ်တဲ့ခါမှာကျွန်တော်မရေးမိပါဘူးတမန်တော်လို့ကျွန်တော်ရေးထားတာတမန်လို့ရေးထားတာပါတမန်ရဲ့အတိတ်ဘယ်ကဟိုကျွန်တော် အင်္ဂလိပ်လိုဘာသာပြန်ကြည့်မယ်လေဘလို့အတိတ်ပဲရလဲ messenger messenger အမေအမေ messenger messenger လို့ပဲအတိတ်ပဲရပါတယ်ကျွန်တော်ပြောထားတာကဖရာသခင်ရဲ့စီလွတ်တဲ့တည်င်စကားပဲဒီလိုပဲကျွန်တော်ရေးထားတာပါเนาะကျွန်တော်တမန်တော်လို့တမန်တော်လို့မရေးထားပါဘူးအဲ့တော့ ဟိုဒီမှာလူတယောက်ပေါ့လေပွားစီပွားစီလောက်နေတာနားထောင်ကြည့်ကြရအောင်နော်ကျွန်တော်ဒီခေတ်မှာသိမှုပဲရှိတယ်ဓမ္မဆရာပဲရှိဆရာပဲရှိနော်တမန်တော်ကိုဆုံးမတော့ခံတယ်တမန်တော်ဒီခေတ်မရှိဘူးဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိရှိနေပြီအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လာမတန်လာအဲ့ဒီစကလုံးကဘယ်လောက်နဲ့နားလဲလည်းမသိဘူးရှောက်ပြီးတော့ပြောတယ် သူ့ထည့်အဆက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာအိုးစရာကောင်းလိုက်ပြန်တကယ်လို့ဘလောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောသူ့ထည့်အဆက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာအိုးစရာကောင်းလိုက်ပြန်ဆရာဒီခေတ်မှာသင်ဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိတယ်ဆရာပဲရှိတယ် တမန်တော်ရဲ့ဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူးဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိနေတာအခုဘာဘာအဲ့ဒီဟာကိုနဲ့တာလာမတာလာအဲ့ဒီစကလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောသူတဲ့အဲ့အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာစကလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးကဲ ဲ့ဒီဆရာတယောက်ကကျွန်တော်သူ့သူ့ကိုမတွေ့တာတော့9နှစ်လောက်တော့ရှိပြီပေါ့လေဟုတ်ရင်တော့ကျွန်တော်အမြဲတမ်းတွေ့တယ်အမြဲတမ်းတွေ့တယ်ဆိုတာကဟိုသူကတော့နှစ်ချင်းခရိယံကဘက်တစ်ကနဲ့တူပါတယ်ဘေကဆိုတာလဲကျွန်တော်ဘေသိန်းတော်လဲဆိုတာတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရေးထားတဲ့စာကိုကျွန်တော်အဲ့ဒီမှာ Google Translate ကနေပြီးတော့ကျွန်တော်ရေးထားတာကအဲ့ဒီကျွန်တော်ရဲ့စာမှာကျွန်တော်သူပြောမှာပဲကျွန်တော် သတိထားပြီးတော့သွားကြည့်တာပေါ့ငါတမန်တော်လို့ညရေးမိသလားပေါ့နော်ကျွန်တော်ဘယ်လိုရေးထားလဲဆိုတော့တမန်လို့ရေးထားတာပါတမန်ရဲ့အတိတ်ပဲကတော့ကျွန်တော်အင်္ဂလိပ်လိုဘာသာပြန်ကြည့်မယ် messenger 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 ရှင်းပါတယ်နော်အဲ့တော့သူကပြောတယ်ကျွန်တော်ကကျွန်တော်ထက်အသက်ကြီးတဲ့ဆရာကြီးတွေကျွန်တော်ထက်အပေါ်ကဆရာကြီးတွေရှိတယ်ပေါ့လေအာကျွန်တော်အဲ့ဒီဆရာတွေတောင်မှ သူတို့ကသူတို့တမန်တော်လို့မမတုံးဘူးပေါ့နိအမှန်တော့တည်တင်းစကားပဲဒီမှာကတော့အင်္ဂလိပ်လိုကကျွန်တော်အဲ့ဒီမှာ messenger ရဲ့အောက်မှာတည်တင်းပို့လူလင်းလို့ပဲသူကပြန်ပြီးတော့ဘာသာထပ်ပြီးတော့ပြန်ထားပေးပါတယ်တည်တင်းပို့လူလင်းပေါ့နော် messenger တည်တင်းပို့လူလင်းဒီလိုပဲအတိတ်ပဲရပါတယ်အဲ့တော့ဆုံးလို့ကျင်တာကဟိုသူများရွေးရစာလဲပြပြချာချာမဖတ်ဘူး ကယောကမေဖားပြီးတော့ကျွန်တော်ရေးထားတာဒီဓမ္မစံစာရဲ့အပြင်ဘက်မှာလွန်သွားတာလားကျွန်တော်မေးမှာနော်အဲ့တော့သုလိုချင်တာကကျွန်တော်တို့စံစာမှာတော့ဘာပြောထားလဲဆိုတော့ကျွန်တော်စံစာကိုဖားပြီးတော့တစ်ချက်လောက်ရှင်းပါမယ်ဗျာရဂျန်စနေအငယ်ခုနှစ်လောက်ကနေပြီးတော့ဖားရှစ်ကိုကိုကျွန်တော်ဖားပါမယ် ထိုအခါတလောကလုံးကိုလဲ့ပြားတတ်သောမာနအမြင်ရှိသောရှေးမူဟောင်းငကားကြီးသည်သူဤတမန်တော်သည်မြေကြီးသို့ချလိုက်ကြသည်နောက်တစ်ခေါက်ပြန်ဖတ်မယ်။ဘာပြောရလဲဆိုတော့ထိုအခါလောကတဏ္ဍာန်လုံးကိုလဲ့ပြားတတ်သောမာနအမြင်ရှိသောရှေးမူဟောင်းငကားကြီးသည်သူဤတမန်တော်ကိုမြေကြီးသို့ချလိုက်ကြသည်။အဲဒီတော့ယနေ့ကျွန်တော်တို့ခေတ်ကာလမှာဘာတွေတွေ့ရလဲဆိုတော့ ဟိုသူများပြောတာလဲတေချာနားမထောင်ဘူးသူများရေးတဲ့စာလဲတေချာမဖတ်ဘူးပေါ့နော်အဲ့တော့ရှင်းဆက်ပြီးတော့စနစ်လောက်မှာဗာပြောထားလဲဆိုတော့ဒီမှာဗာတွေ့ရလဲဆိုတော့ထိုအခါအကောင်းကြီးနဲ့မြေကြီးရှင်လန်းကြလောမြေကြီးနဲ့ပင်လယ်သည်အမင်္ဂလာရှိအเจ้าမူကမာနသည်မိမိကာလတခဏတာရှိသည်ကိုတည်၍ပြင်းစွာသောအမျက်ဒေါသနှင့် အသင်တို့ရှိရာကိုစင်းလေပြီဟုငါကြား၏တဲ့ယနေ့အဲ့ဒီခရိယန်တရားဟောဆရာပြီကျွန်တော်တို့တမန်ကျမ်းစာအရာကြည့်မယ်ဆိုရင်ဒီလူဟာကျွန်တော်တို့ခရိယန်ဘာသာတရားနဲ့မနှီးပါဘူးတနုံးနေနေဝိပုကိုကိုယ်ချင်းကဘယ်ကလာတယ်လို့မေးလို့ရှိရင်ကျွန်တော်အရင် Google Translate မှာအာ Google မှာကျွန်တော်သွားမေးကြည့်ပါမယ် who changes saturday to sunday ဒီဖုန်းကလည်းမရပါလား who changes saturday to sunday okay အဲ့တော့ဒီမှာမရောက်တဲ့အချိန်ခါကျတော့ ကိုကိုတိုင်းသွားပြီးတော့ကိုယ့်ရဲ့ဖုန်းမှာပေါ့နော်ဒီမိုက်ကလေးကိုတိုးလိုက်ပြီးတော့ who change saturday to sunday လို့မေးကြည့်ပါအဲ့ခါကျရင် Google ကအသက်မရှိပါဘူးဖုန်းကအသက်မရှိပါဘူးဒါပေမဲ့ယနေ့နည်းပညာခေတ်ကာလမှာကျွန်တော်သိကျင်တဲ့အရာဆိုရင်ကျွန်တော်ကအဲ့လိုမျိုးဖုန်းလေးကိုတော့လိုက်တယ်တော့ပြီးတာနဲ့ကျွန်တော်ကစကားပြောရတယ်ပေါ့နော်စကားပြောတဲ့အခါမှာသူကရေးပြီးပါတယ် ။ဆိုလိုချင်တာကကျွန်တော်နားမလည်တဲ့အရာကိုကျွန်တော် Google Translate မှာသွားသွားမေးပါတယ်လူတွေကိုမမေးပါဘူး။ကျွန်တော်သိချင်တဲ့အရာကိုစာရေးပြီးတော့မေးပါတယ်ကျွန်တော်အတန်နဲ့မမေးဘဲနဲ့စာနဲ့ရေးမေးပါတယ်။သွားပြီးတော့ Who changed Saturday to Sunday ဆိုပြီးတော့ကျွန်တော်သွားပြီးတော့စာရေးမေးပါတယ်။ဘယ်သူကနေပြီးတော့စနေဥပုပ်ကနေတနင်္ဂနွေနေ့ကိုဘယ်သူပြောင်းတာလဲကျွန်တော်သွားပြီးတော့မေးပါတယ်။ဟုတ်ရင်တော့ကျွန်တော်မိုင်းနေပဲတော့တော့နေပါလေ အဲ့တော့ဆုံးလို့ကျင်တော့က decree ရန်တယောက် host ရသည်ကျွန်တော်တို့တမချန်းစာအရာကြည့်ရင်ဒီလူဟာမိษา prophet ပဲဖြစ်ပါတယ်မိษาတမန်ပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်ဆုံးလို့ကျင်တာကကျွန်တော်ရေးထားတဲ့စာသည်တမန်တော်မဟုတ်ပါဘူးတမန်မှာတမန်ရဲ့အတိတ်ပဲကတော့ messenger messenger ဒါတင်းစကားတစ်မျိုးပါပဲဒီမှာတော့သူထပ်ပြီးတော့အောက်မှာဘာသာပြန်ပေးထားတာကတော့ တည်င်းဖို့လူလင်စာအတည်င်းဖို့လူလင်မဲ့အတိတ်ပဲရပါတယ်အဲ့တော့ဒီဆရာတစ်ယောက်ကဘာကိုမကျေနပ်တာလဲဟိုကျွန်တော်စာကိုသိချဖတ်ကြည့်ပါကျွန်တော်ရေးတဲ့စာကိုပြန်ပြီးဖတ်ကြည့်ပြရပါကျွန်တော်အဲ့ဒီလည်းမလုပ်ပါဘူးပြန်ပြီးလည်းမပြင်ထားပါဘူးငုမူလအတိုင်းပါပဲကျွန်တော်ပထမရေးတဲ့အတိုင်းပါပဲကျွန်တော်ရေးထားတာကဖျားသခင်စေလွတ်တော်တမန်တမန်ရဲ့အတိတ်ပဲကတော့ messenger ဖရာသခင်ရဲ့စကားဖရာသခင်လို့ပြေးပို့တဲ့တည်င်စကားလို့ပဲအတိတ်ပဲရပါတယ်အဲ့တော့ကျွန်တော်တို့ဒီလူကတော့ဟိုဘာသာစကားဘယ်နှမျိုးတတ်လဲတော့မသိဘူးကျွန်တော်ကရင်စကားလဲတတ်တဲ့အခါကျတော့ကျွန်တော်ကရင်လိုကြတော့တာကဆော့ you are hip what တာကဆော့အတိတ်ပဲကတော့ဖရာသခင်ပေးတဲ့တည်င်စကားလို့ပဲအတိတ်ပဲရပါတယ်နော်ဖရာသခင်စေလွတ်တဲ့အဲ တမန်လို့ပဲကျွန်တော်ရေးထားတာပါတမန်တော်လို့ရေးထားတာမဟုတ်ပါဘူးတော်မှာပါပါဘူးတမန်နဲ့ရေးထားတာပါအဲ့တော့ဆိုလိုချင်တာကဒီယနေ့ခေတ်ကာလမှာခရစ်ယာန်တွေအများစုပေါ့နော်အဲတော်တော်များများကဘာလို့တွေ့ရလဲဆိုတော့ကျွန်တော်တို့တထမနေ့အသင်းတော်ကိုတိုက်ခိုက်ဝေဖန်နေတာတွေတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဗျာဒိတ်ကျမ်းဝါမှာတွေ့တွေ့ရဘာတွေ့ရလဲဆိုတော့ဗျာဒိတ်ကျမ်းခန်းကြီး7နေအပိုင်းငယ် အများသောအဖြစ်လူတွေလူများတွေကသုံးတာအပိုက်ငယ်လို့သုံးတယ်ကျွန်တော်ကတော့အခန်းငယ်လို့ပဲသုံးတာများပါတယ်အဲ့တော့ကျွန်တော်ကသုံးနေကြဆိုတော့အခန်းငယ်အခန်းကြီးကျွန်တော်ကဒီလိုပဲသုံးပါတယ်အဲတချို့ကလည်းအပိုက်ငယ်အပိုက်အပိုက်ငယ်လို့ပြောတယ်အခန်းအပိုက်ကြီးဘလောက်ပေါ့နော်ကျွန်တော်ကတော့အများအသောအဖြစ်ကျွန်တော်သုံးနေသုံးတတ်ရှိတဲ့စကားကတော့အခန်းကြီးအခန်းငယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အပြားလေးချမ်းအခန်းကြီးစနစ်အခန်းငယ် 19မှာပြောလဲနဂါဒီမိမကိုအညှိုးထား၍ဘုရားသခင်ဤပညာတော်တို့ကိုကျင့်၍ယေရှု၏တည်တည်ခံချက်ကိုစွဲလန်းသောသူထိုမိမ၌ကျွန်းသောအမျိုးနယ်ကိုစစ်တိုက်ခြင်းကသွား၏တဲ့ဇာနာမနကယနေ့ကျွန်တော်တို့အထက်မှာလည်းလှုပ်လှုပ်နေတာတွေတွေ့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရေးထားတဲ့စာသည်တမန်တော်မှာပါပါဘူးတမန်မှာအဲ့ခါကျတော့သူကပြောနေတဲ့စကားကတိတ်ပြော နားထဲမှာမဝင်ဘူးပေါ့ဗျာဘာလဲဆိုတော့သူ့တဲ့ကြီးတဲ့ဆရာတွေတောင်မှဒီဘွဲ့ကုံတူကိုမယူဘူးလို့သူပြောတယ်ကျွန်တော်ကပြောတာကတမန်တော်လို့မပြောဘူးတမန်ကဲတမန်တော်ကိုကျွန်တော်တမန်တော်ကိုအင်္ဂလိပ်လိုဘယ်လိုဖတ်လဲကျွန်တော်အဘယ်လိုရေးလဲဒီမှာကျွန်တော်ရေးထားတာတမန်ကြည့်ပြီးအဲ့တော့တမန်တော်ကိုတော်ရေးလိုက်မယ် apostle apostle ဘာကွာလို့လဲခုနက apostle apostle အဲ့တော့တော်ကိုပြန်ဖြစ်လိုက်မယ် messenger တဒင်းစကားပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကပြောတာဖရဲသခင်စေလွတ်တဲ့တဒင်းစကားပဲရှိပါတယ်ကျွန်တော်တမန်ကျွန်တော်ကိုကျွန်တော်တမန်တော်လို့သုံးတဲ့စကားမရှိပါဘူးကျွန်တော်အများသောအားဖြင့်ပြောတယ်ဖရဲသခင်စေလွတ်တဲ့ဂျွန်း ကျွန်တော်သုံးလေးစီတယ်စကားကအဲ့တော့ဒီခရီးန်တရားဟောဆရာတယောက်ဒီတနုနေပင်ကပဲဖြစ်ပါတယ်ကျွန်တော်တို့တမကျန်းစာအုပ်တအုပ်လုံးကိုရှားကြည့်ပါကပဦးကျန်းကနေဗျာဒီကျန်းထီအောင်နော်ဆရာလို့တနုနေနေဝိပုကိုကိုရနေပါလို့ရှိလို့ရှိရင်ကျွန်တော်လက်ပင်ဖြတ်ပါကျွန်တော်လက်ဆင်းပေးပါမယ်မပြနိုင်ရင်ဒီကောင်မိစ္ဆာဓမ္မမဲ့ကျွန်တော်ကတော့ဒေဗယ်ဖော်တာ ကျွန်တော်သူများလို့တော့ပေဝိုက်ပြောစကားမပြောတာဘူးကျွန်တော်ဒဲ့ဆော်ထားတဲ့အတွက်ကြောင့်လူတိုင်းလည်းကျွန်တော်ကိုနင်းနေတော့လန့်တယ်ပေါ့နော်ကျွန်တော်ကစကားပြောရင်ဒုက္ခဥပါပေါ့ကျွန်တော်အမေကတော့ကျွန်တော်ကိုပြောတယ်ငါသားစကားပြောရင်ဒုက္ခဥပါပေါ့နော်အဲ့တော့တမန်တော်ရဲ့အတိတ်ဘေက apostle apostle ကျွန်တော်ရေးထားတာ apostle မဟုတ်ပါဘူးတည်င်းမှာပဲနော် အဲ့ဒီတမန်ကိုတော်ကိုဖြုတ်လိုက်လို့ရှိရင် messenger messenger ဒါပဲရပါတယ်ဘုရားရဲ့သခင်ရဲ့စကားပဲတတင်းစကားပေါ့နော်ဒါပဲအတိတ်ပဲရပါတယ်အဲ့တော့ဒီဆရာတယောက်ကဘာရီမကျေနပ်တာလဲကျွန်တော်လည်းမသိဘူးပေါ့နော်သူဟာကျွန်တော်ကတော့ဘယ်လိုနားလည်ထားလဲဆိုတော့ကျွန်တော်တို့ ကိုရင်သူဩဝါဒစာသောအခန်းကြီးနေအငယ်7 7 35ကိုကျွန်တော်ဖတ်ပြမယ်။မပြောလဲဆိုတော့အကြောင်းမူကားထိုသူတို့သည်မိစ္ဆာဓမ္မဖြစ်ကြ၏ခရစ်တော်၏တမန်ရောင်ဆောင်သောလေပြားတတ်သောအမှုဆောင်ဖြစ်ကြ၏ ဤမှုရာသည်အံ့ဩပွဲဖြစ်သည်မဟုတ်ဇာတံပင်သည်လည်းအလင်းဤတမန်ရောင်ဆောင်တတ်၏အလင်းဤတမန်ရောင်ဖြစ်အောင်ဆောင်တတ်၏သို့ဖြစ်၍ဆရာတို့သည်ပြမချင်းတရားကိုဟောရောင်ဆောင်သောဘေတို့ဆိုပွဲသည်ကိုအချင်းအားဖြင့်နောက်ဆုံး၌အကျိုးပြုကိုခံရတတ်တန်အဲ့တော့ဒီဆရာတွေဟာတနည်းအနေနဲ့ဝိပုကိုကိုယ်နေတဲ့ခရိယန်တွေပါ တနည်းနည်းနဲ့ဝိပုကုကွယ်ရမယ်ဆိုတာကျွန်တော်ကိုကပ္ပဥကျန်ကနေပြီးတော့ဗျာရိကျန်ကပ္ပဥကျန်အခန်းကြီး1เนาะဗျာရိကျန်အခန်းကြီးဗျာရိကျန်အခန်းကြီး1အခန်းငယ်အခန်းငယ်ဘယ်လောက်ထိအောင်ရှိလဲဆိုတော့20နဲ့1ဖြစ်ရှိပါတယ်เนาะဗျာရိကျန်ကပ္ပဥကျန်အခန်းကြီး1 ဗျဒကျမ်းအခန်းကြီး20အခန်းကြီး20အခန်းငယ်27ထီအောင်ရှားပြပါတမနုကနေနေ့ရှင်ပြထားမြောက်ရနေ့ဒီတင်ဤသခင်ဖျားရဲ့ဥပုံနေပါဆိုတဲ့ကျမ်းစာလေးတစ်ပိုက်သခင်ဖျားရှင်ပြထားမြောက်ရနေ့ဒီအတင်ဤဖျားသခင်ဤဥပုံနေဖြစ်ပြီလို့ကျွန်တော်ကိုဖော်ပြနိုင်တဲ့တရားဟောဆရာရှိရင်ကျွန်တော်ကိုလေလီးပါကျွန်တော်လိမ့်စာထည့်ပေးထားပါတယ်အဲဒါဆုလို့ကျင်တာက ယနေ့ကဘာပေါ်မှာရှိနေတဲ့ဇာရမဏကဘာလဲဆိုတော့ဇာရမဏကမိမိကာလတခဏတာရှိသည်ကိုသိ၍အမျက်ဒေါသနဲ့အတင်တို့ရှိရာကိုစင်းလေပြီကျွန်တော်နောက်တစ်ခါဖားပြမယ်ကျွန်တော်တို့ဗျာကျန်းခန်းကြီးဆက်နေအငယ်ဝါလောက်ကနေပြီးတော့ရှိကိုးမှာကျွန်တော်တစ်ချက်ဖားမယ်အဲ့ဒီမှာဗာပြောလဲဆိုတော့ ခွန်လောက်ကနေဖားရင်ပို့ပြီးတော့နည်းနည်းရှင်းပါတယ်။ဘာလဲဆိုတော့ကောင်းကင်တိုင်းစစ်ဖြစ်၍မိကေးလန်နဲ့ကောင်းကင်တမန်တို့သည်နဂါးကြီးသည်စစ်တိုက်စစ်တိုက်ကြ၏နဂါးကြီးသူဤတမန်တို့သည်စစ်တိုက်၍မနိုင်ကြတဲ့။ကောင်းကင်ပေါ်မှာစစ်ဖြစ်ပါတယ်။ဘာကြောင့်စစ်ဖြစ်တာလဲ။ဖျားသခင်ရဲ့နေရာကိုလိုချင်လို့ပါ၊ယာတုကိုလိုချင်လို့ပါ။ဖျားရဲ့ယာတုကိုလိုချင်တဲ့အတွက်ကြောင့်သူကဖျားကိုရံရံပဲပြုတ်တာပါ။ အဲ့လာကြောင်းထိုးအခါတဲ့တလောကလုံးကိုလှည့်ပြား၍မာနအမိရှိသောရှေးမွေဟောင်းကြီးငကားကြီးငကားကြီးကို၎င်းသူဤတမန်တို့သည်မြေကြီးသို့ချလိုက်ကြ၏သူဤတမန်၏ဆိုတာကသူနဲ့အပေါင်းဖာအပေါင်းဖာတွေပဲဖြစ်ပါတယ်အပေါင်းအပေါင်းသင်းတွေအပေါင်းဖော်တွေပေါ့နော်ဒီခါလေးကြာကျွန်တော်စကားပြောတာတမျိုးသူများနဲ့မတူဘူးပေါ့နော် အဲ့တော့ဆိုလိုချင်တာကဒီတရားဟောစီရတယောက်ဒီသူကိုယ်တိုင်ကမိစ္ဆာတမန်ပါเนาะဘာလို့လဲဆိုတော့ကျွန်တော်တော့ဒေဝဲပြောတယ်ဒေဝဲဆိုတယ်မညာဘူးကျွန်တော်ဒီငယ်စဉ်ကလာကမိဘကဗုဒ္ဓဘာသာဖြစ်တယ်ဗုဒ္ဓဘာသာမှာဘာကိုယ်ွယ်လဲရုပ်ထုစင်တုကိုယ်ွယ်တယ်အဲ့တော့ကျွန်တော်ဟာခရစ်ယာန်ဘာသာရေးဆိုတာမသိပါဘူးကျွန်တော်ခရစ်ယာန်ဘာသာရေးအတိုင်းဝိုင်းမှာ မွေဖွားကြီးပြင်လာတဲ့သူမဟုတ်ပါဘူးကျွန်တော်အသက်22နှစ်ရောက်မှခရီးရန်ဘာသာတွေကိုကျွန်တော်ရောက်သွားပါတယ်ပထမဆုံးရောက်တော့ကျွန်တော်အကျဉ်းစာနားမလည်ပါဘူးရှမသက်အခန်းကြီးစက်ဒီအငေအခန်းငယ်28ဝင်လေးပြင်မှန်းသောသူပေါင်းလို့ငါထံသို့လာကြတော့ငါဒီချမ်းသာခြင်းပေးမည်ဆိုတဲ့အကျဉ်းစာတစ်ပိုင်းပြီးတော့ငါ့ကိုယုံကြည်လင်သေးသောညာလက်ရှင်လေးမည်ဆိုတဲ့ကျမ်းစာတစ်ပိုက်ပါပဲဒီကျမ်းစာလေးနှစ်ပိုက်နဲ့ကျွန်တော်ခရစ်ယာန်ဘာသာလောကထဲကိုရောက်လာတာပါ သို့သောနောက်ပိုင်းမှာတော့ကျွန်တော်စမ်းစာကြောင်းမအောင်ပါဘူးကျွန်တော်အခြေခံမူလတန်းကြောင်းလည်းမအောင်ပါဘူးအခြေခံမူလတန်းကြောင်းနဲ့တားမအောင်ခဲ့ပါဘူးကျွန်တော်ပညာတားမဟုတ်ပါဘူးဘွေရမဟုတ်ပါဘူးသူပြောသလိုဟိုဆရာကြီးတွေကိုကျွန်တော်ကနေရာလူသလိုသူပြောနေတဲ့ပုံစံအရဆိုရင်ပေါ့နော်ဟိုဒီဘာလဲသူပြောတာကိုတောင်းကျွန်တော်သူပြောသလိုတောင်းကျွန်တော်မပြောတာဘူးဒီလိုဘွေဒီလိုဂုံဒူးပေါ့နော် ဆရာကြီးတောင်မှမသုံးဘူးတဲ့ကျွန်တော်သုံးတာကခုနကကျွန်တော်မင်းစင်ကျ Google Translate မှာကျွန်တော်ပြန်ပြန်ပြီးတော့ရေးပြမယ်တမတမလို့ပဲကျွန်တော်ရေးထားတာပါ Messenger Messenger ကျွန်တော်ပဲတော့မှအဲ့လိုမျိုးပြောပါဦးကျွန်တော်တစ်ခါလေးကျွန်တော်တောက်ရတယ်ဖခင်ရဲ့တွန်းဖခင်ရဲ့တွန်းဆိုတာအစိခံမှာကျွန်တော်တို့ကဆရာမဟုတ်ပါဘူး နော်ကျွန်တော်တို့ကသူများဆရာလောက်တာမဟုတ်ပါဘူးကျွန်းဆိုတာကကျွန်တော်ဒီဖရာသခင်ရဲ့ကျွန်းကျွန်းဆိုတာကအစေခံပဲဖြစ်ပါတယ်ဖရာသခင်ရဲ့အစေခံလို့ပဲပြောတာဖြစ်ပါတယ်ကျွန်တော်တို့ကဆရာမဟုတ်ပါသူတို့များအတူကပြောတယ်ဆရာတဲ့အဲ့တော့သူတို့ကဆရာဖြစ်တော့ဖရာကိုဆရာပြန်လုပ်တယ်ဖရာသခင်ကဘာပြောထားလဲဆိုတော့ကျွန်တော်တို့ကဘာဥကဘာဥကျမ်းတိကနေပြီးတော့နိ သုံးထည့်အောင်ဖျားသခင်ဒီကောင်းကင်နဲ့မြစ်ကြီးသမုတ်ရဲ့ဆိုင်းရွတ်တို့ကို6ရက်တွင်ဖန်ဆင်း၍နောက်ခုနှစ်ရက်မြောက်တဲ့နေ့မှာဖျားသခင်ကိုတိုင်တိုင်ကောင်းကြီးပေးတဲ့တန်ရှင်းစီတဲ့ထိုနည်းရက်ကိုဖျားသခင်ကိုတိုင်တိုင်နေဝတ်စွာနေတယ်ဖျားသခင်ရည်ထားတဲ့ဖျားသခင်လှုပ်ထားတဲ့အရာကိုပြင်ဥပုံနှစ်တထမနှစ်ကိုဒီကောင်းကြီးကခြီးဖျားကလက်နဲ့ရည်တယ်ဒီကောင်းကြီးကခြီးနဲ့ဖြတ်တယ်နော်ဒီစရာတွေကဖျားကလက်နဲ့ရည်တယ် ဒီကောင်ကြီးခြိဟောင်းနဲ့ဖြတ်တယ်နော်ရှင်းတယ်နော်ကျွန်တော်ပြောတာနားလည်လားနားမလည်လားဖခင်ကပညာတော်ဆယ်ပါးထဲမှာစတုထမြောက်ပညာတော်ထဲမှာဗာပြောလဲဥပုံနေ့ကိုတန်ရှင်းစင်ချင်းကထိုနေ့ရက်ကိုအောင်းမိလို့တထမနေ့ရက်ဒီအတင်းကြီးဖခင်သခင်ဤဥပုံနေ့ဖြစ်၏အသင်မဆာ၍အသင်ဤသာသမီကျွန်ယောက်ကြွတွင်မိမှာဧည့်သည်အာဂန္ဓုအလုံးမလို့ရ ဖျားသခင်ဒီကောင်းကင်နဲ့မြေကြီးသမုဒ္ဒရာဆိုင်ရွတ်တို့ကို6ရက်အတွင်းဖန်ဆင်း၍ဥပုံနေ၌ငင်ဝစ်စွာနေ၍တန်အကောင်းကြီးပေးတော်မူ၏လို့ကျမ်းစာမှာဒီလိုပဲရေးထားပါတယ်ဒီအတွက်ကြောင့်ဒီဆရာကဇာရမဏပဲဖြစ်ပါတယ်သူများကတော့ဒဲမပြောဘူးကျွန်တော်ကဒဲပြောတတ်တဲ့သူတယောက်ဖြစ်တယ်အဲ့တော့ဒီဆရာဟာဇာရမဏပဲဖြစ်ပါဖျားကပညာတော်ဆယ်ပါးကိုကျွန်တော်တို့ ထမြရာကျမ်း31မှာဖတ်ကြည့်မယ်ဆိုရင်ခန်းကြီး31အငယ်စစ်အာဘာပြောလဲဆိုတော့ဒီမှာကျွန်တော်တို့ထမြအကျံအခန်းကြီး30နဲ့1အငယ်16မှာဘာပြောလဲထို့သောဖျားသခင်သည်သီနာတောင်ပေါ်မှာမောချင်နဲ့နှုတ်ဆက်ပြီးလင်းအစုံ၌လက်ညှိုးတော်နဲ့အခေယတင်သောကြောက်ပြားနှပြားကိုပေးတော်မူ ဖျားသခင်ကပညာတော်၁၀ပါးကိုမောရှိရေးတာမဟုတ်ပါဘူးဖျားသခင်ကိုယ်တော်တိုင်လက်ညှိုးနဲ့ရေးတာပါအဲ့တော့ဖျားသခင်ရဲ့ပညာတော်ဖြစ်တဲ့တထမဥပုန်နှစ်ကိုဒီကောင်နေခြေတော်နဲ့ဖြဲ့နေတာပါဒီကောင်နေဟာဖျားသခင်ရဲ့ရန်သူပါနော်ဒါကြောင့်ဖျားသခင်ရဲ့ရန်သူဖျားသခင်ရဲ့ရှေ့၌အမြဲတမ်းပြည့်တင်နေတဲ့သူဖြစ်ပါကျွန်တော်ရေးထားတဲ့စာကိုပြန်ပြီးတော့ဖတ်ကြည့်ပါကျွန်တော်အဲ့ဒီမလုပ်ထားပါဘူး ကျွန်တော်မလိမ်နေမလိမ်ဘူးဆိုတာကျွန်တော်လိမ်လဲကိုကိုကိုလိမ်တာပဲကျွန်တော်ဖះကိုလိမ်တာပဲကျွန်တော်ဘယ်သူကမှမှုသားစကားနဲ့မပြောပါဘူးကျွန်တော်ရေးထားတာတမန်ပဲရေးထားတာပါတမန်တော်မှပါပါဘူးเนาะကျွန်တော်သူပြောကမှပဲကျွန်တော်သတိထားငါမြတ်တမန်တော်များရေးမိသလားပေါ့เนาะကျွန်တော်ရေးထားတာကဖះသခင်နောက်ဆုံးသောကာလ၌ဖះသခင်စေလွတ်သောတမန်လို့ပဲရေးထားတာပါတမန်တော်မှပါပါဘူးတမန်ရဲ့အတိတ်ပဲကတော့ဖះသခင်ရဲ့တည်င်းစကားပါ messenger နော်တမန်တော်ဆိုတာအင်္ဂလိပ်လို apostle အဲ့တော့သူပြောနေတာဒီမှားသလားမှန်သလားဆိုတာမိတ်ဆွေတို့ပဲစာအုပ်ဖတ်ပြီးတော့သိချာကြည့်ပါကျွန်တော်ပြောထားတာကနောက်ဆုံးသောကာလနောဧရဲ့အကြောင်းလောတရဲ့ခိကာလကျွန်တော်တို့နောဧရဲ့ခိကာလလောတရဲ့ခိကာလအကြောင်းကိုကျွန်တော်ကကျမ်းစာရင်းနဲ့စူးစီးရေးထားတာပါဒီတော့ဇာရမဏကနော် ဝင်လာပြီးတော့နှောက်ရှက်ခြင်းဖြစ်တယ်။ဒါကြောင့်ဇာရမဏပဲဖြစ်ပါတယ်ဒီစီယာကကျွန်တော်ကတော့ဒီတိုင်းပဲမြင်နေသူကဇာရမဏပဲဖြစ်ပါတယ်။ဘယ်တော့မှလည်းကျွန်တော်အ short ပေးမှမဟုတ်ဘူးဒီကောင်ဟာခရိယံမှာခရစ်တော်ရဲ့သက်တည်ခံမှာလို့ပြောတယ်ဒါပေမဲ့ဒီကောင်ပင်နေမှာဥပုသ်ဆောင်တယ်ကျွန်တော်တို့ရှင်လုကာအခန်းကြီး၄အငယ်၁၆မှာယေရှုခရစ်တော်အတီးပွဲရနာစတဲ့တို့ရောက်ပြန်ရင်ထုံးစံတော်ရှိသည့်အတိုင်းဥပုံနေတရားစရာတို့ဝင်၍ ဟေရှာယကျမ်းကိုဖတ်ယူခြင်းကထားတော်မူ၏ကျမ်းစာကဒီတိုင်းပဲပြောထားပါတယ်။ဒါကြောင့်ဒီကောင်ခရစ်တော်ရဲ့တမန်တော်လည်းမဟုတ်ပါဘူး။နော်။ကျွန်တော်တို့ဒုက္ကမသွားပြီးတော့ who change saturday to sunday လို့သွားပြီးတော့မိုက်ကလေးကင်ပြီးတော့မေးမယ်ဆိုရင်ကျွန်တော်တို့ဘာတွေးရလဲဆိုတော့ constructing AD 321เนาะမပြောင်းလဲထားတယ်ဆိုတော့တွေးရတယ်ဒီတွေ့ကြောင်ဒီဆရာတယောက်ကကျွန်တော်ကတော့ဘယ်လိုမြင်လဲဆိုတော့ ဒီကောင်ကိုကိုွယ်နေတာယောမဘယင်ကိုစတိုင်မင်းဖြစ်တဲ့ခရစ်တော်မဟုတ်ဘူးနော်သူကိုကိုွယ်နေတာဒီယောမဘယင်ကိုစတိုင်မင်းဖြစ်တဲ့ခရစ်တော်မဟုတ်ဘူးဒီကောင်ဟာခရစ်တော်အဲတမန်ရောက်ဆောင်သောမိစ္ဆာတမန်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်ပြောရင်းနဲ့ညီကုန်းချုပ်ချင်ပါတယ်နားထောင်တဲ့သူတွေလည်းအကျိုးရှိရင်တော့နားထောင်အကျိုးမရှိရင်တော့နားမထောင်ပါနဲ့